ထိုင်းနိုင်ငံမှာအလုလုခွေပါမဲတက်တန်းကုန်နေတယ်။ကမ်ဘောဒီးယားလုံသား9000နေရာအတွက်အစားထိုးဖို့အလုသမားအစ်တွေခေါ်ယူဖို့ပြင်ဆင်နေကြောင်းလုံသမားရေးဝန်ကြီးထွေနုစ်တီယန်တုံးကပြောကြားခဲ့တယ်လို့ဒန်နေရှင်းကဖော်ပြခဲ့ပါတယ်။၂၀25ခုနှစ်အောက်လာကယာယီဝန်ကြီးချုပ်ဖန်တန်ဝီချာယာချိုင်းရဲ့အဆိုအရလက်ထက်မှာအတည်ပြုပေးခဲ့တယ်။ကမ်ဘောဒီးယားနိုင်ငံသားတွေကိုပါမဲတက်တန်းထံကျော်လွန်နေထိုင်ခွင့်ကိုဆိုင်ငံဖို့ဝန်ကြီးချုပ်နဲ့ပြည်ထရေးဝန်ကြီးအနုတင်ချမ်ဘီရာကူကအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ထွေနုစ်ကအခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ်မကြသေးမီကနယ်စပ်ဒေသမှာတင်းမာမှုတွေမြင့်တက်ခဲ့ပြီးမြေမြုပ်မိုက်လုံးပောက်ကွဲမှုကြောင့်ထိုင်းစစ်သားတို့ချို့တရားရခဲ့တဲ့ဖြစ်စဉ်ကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းနိုင်ငံကကမ်ဘောဒီးယားနဲ့ငြိမ်းချမ်းကြေညာချက်ကိုဆိုင်ငံ့ခဲ့ပြီးနောက်အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ပါမစ်တပ်တန်းကုန်နေတဲ့ကမ်ဘောဒီးယားနိုင်ငံသားတွေကိုနေထိုင်ခွင့်ဆိုင်ငံ့မှုကြောင့်ကမ်ဘောဒီးယားလုံသားတွေကိုမိခိုအားထားနေရတဲ့လုပ်ငန်းတွေအထူးသဖြင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာအလုပ်တွေရပ်တန့်မှုဖြစ်နိုင်ကြောင်း Twin Notch ကပြောပါတယ်။ထိုင်းနိုင်ငံကမြန်မာ၊လာအိုနဲ့ BNN နိုင်ငံတွေကလုံသားတွေနဲ့အစားအသောက် ဖို့အတွက်လှုံ့ဆော်ထားပါတယ်။ဒီကြောင်းရာကိုတည်ပြုဖို့နဲ့ညွှန်ကြားချက်တွေရရှိဖို့အတွက်အစိုးရအဖွဲ့ကိုတင်ပြသွားမှာပါလို့သူကဆိုပါတယ်။လက်ရှိမှာထိုင်းနိုင်ငံထဲကမ္ဘောဒီးယားလုံသားတသိန်းခန့်ရှိပြီးသူတို့နဲ့ကိုတောင်ခန့်အားပါမစ်တတန်းကုန်နေတဲ့တရားဝင်လုံသားတွေဖြစ်ကဒေဇက်တွေပိတ်ဆို့ထားမှုကြောင့်နေရက်ထံမပြောင်းနိုင်ပဲထိုင်းမှာတောင်းတနေခြင်းဖြစ်ပါတယ်။ပါမစ်တတန်းကုန်နေတဲ့လုံသားတွေကိုနေရက်ထံပြောင်းဖို့မှာဟုံဖို့သတင်းတောက်တွေကမေးမြန်းချိန်မှာ Trainers ကဒီကိစ္စလုံခြုံရေးတပ်ဖွဲ့တွေပါဝင် Agency အများပြပါဝင်ရလိမ့်မှာဖြစ်ပြီးအ စိုးရအဖွဲ့အစည်းအဝေးတွင်ဆွေးနွေးသွားမယ်လို့ဖိကြားခဲ့ပါတယ်။ထိုင်းနိုင်ငံအနေနဲ့လုံသားအင်အားပြက်လန့်မှုကိုပုံမဆိုးရသွားတာမျိုးဖြစ်မခံနိုင်ပါဘူး။ထိုင်းနိုင်ငံရဲ့အဓိကပြည်ပလုံသားအင်အားစုထဲမှာပါဝင်နေတယ်။ BNN, Lao နဲ့မြန်မာနိုင်ငံတွေကလုံသားတွေအတွက်ပါမစ်တွေတက်တန်းထပ်တိုးပေးဖို့ပြင်ဆင်ထားပါတယ်လို့ Twinus ကပြောပါတယ်။လုံသားအင်အားအစားထိုးရေးနဲ့ပတ်သက်ပြီးဒုက္ခသည် scan တွေကနေလုံသားအင်အား၄000ကျော်ကိုစုဆောင်းဖို့ပါဝင်မြန်မာနဲ့ BNN လုံသားတွေအတွက်ပါမစ်တက်တန်းတိုးရေးအစီအစဉ်တွေကိုအလင်းမြတ်လှုပ်ဆောင်သွားမယ်လို့လည်း Twinus ကပြောကြားခဲ့ပါတယ်။